ယူကရိန်းစစ်ပွဲမှာရုရှားကိုမမိတ်မတုံထောက်ခံထားကြောင်းမြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အွန်ကပြုံရဲမျိုးတော်ကိုရောက်ရှိလာတဲ့ရုရှားလူကြုံရေးကောင်စီအကြီးအကဲဆဲဂေးရွှဲကိုနဲ့တွေ့ဆုံချိန်မှာပြောကြားခဲ့တယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။ရုရှားယူကရိန်းစစ်ပွဲမှာမြောက်ကိုရီးယားစစ်သားတွေထိခိုက်ဆုံးရှုံးမှုများခဲ့တဲ့အတွက်မြောက်ကိုရီးယားဟာရုရှားကိုနောက်ထပ်စစ်သားတွေဆင်လို့ခဲ့ပွဲရှိကြောင်းတောင်ကိုရီးယားထောင်လင်းရေးအဖွဲ့ကဖေဖော်ဝါရီလကုန်ပိုင်းမှာခံမှန်းပြောကြားခဲ့ပြီးတဲ့နောက်မလ21ရက်က ကင်နဲ့ရှိုက်ကိုရောကအစည်းအဝေးပြုလုပ်ခဲ့တာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာယူကရိန်း၊ရုရှားကောင်းဆောင်တွေနဲ့ဆွေးနွေးခဲ့ပြီးတဲ့နောက်ယူကရိန်းနဲ့ရုရှားဟာမလ19ရက်က ထရမ့်ရဲ့အပြစ်ခတ်ရင်ဆိုင်ရေးအဆိုပြုချက်ကိုမူအရသဘောတူခဲ့ကြပါတယ်။ကင်နက်ရိုက်ကိုရိုဟာယူကရိန်းရုရှားစစ်ပွဲ၊အမေရိကန်နဲ့ရုရှားအစိုးရရဲ့ဆွေးနွေးမှုတွေ၊ကိုရီးယားကျွန်းဆွယ်လုံခြုံရေးအခြေအနေတွေအပါအဝင်များပြားလာတဲ့အရေးကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့နှစ်နိုင်ငံမီဒီယာတွေကဖော်ပြခဲ့ပါတယ်။ဒါပြင်ပြီးကတဲ့နှစ်ကပြုံရဲမှပြုလုပ်ခဲ့တဲ့အစည်းအဝေးအတွင်နှစ်နိုင်ငံအကြားအပြန်အလှန်ကာကွယ်ရေးစာချုပ်ချုပ်ဆိုမှုကိုချွင်းချက်မရှိဆက်လက်ထိန်းသိမ်းသွားမဲ့နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ဆန္ဒကိုလည်းကင်နက်ရိုက်ကိုရိုက ထပ်လောင်းအတည်ပြုခဲ့ပါတယ်။အစည်းအဝေးအတွင်းကင်ကမြောက်ကိုရီးယားအစိုးရဟာရုရှားရဲ့အမျိုးသားအချုပ်အခြာအာဏာ၊နေပြည်တော်နဲ့ခိုင်မြဲမှုနဲ့လုံခြုံရေးအကျိုးစီးပွားတွေကိုကာကွယ်နေတဲ့လှုပ်ဆောင်မှုတွေအတွက်အစဉ်အမြဲထောက်ခံပေးမှဖြစ်ကြောင်းပြောကြားခဲ့တယ်လို့ KCNA သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။ရှိုက်ကူကလည်းကင်ကိုနှစ်ခွန်းဆက်တာကြောင့်ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့အမှားစကားကိုစောင့်ကြည့်ပေးခဲ့ပြီးမကြသေးမီကပြုလုပ်ခဲ့တဲ့နိုင်ငံအစည်းအဝေးတွေမှာရရှိခဲ့တဲ့သဘောတူညီချက်တွေကိုအကောင့်ထဲပို့ဖို့အစွမ်းကုန်အာရုံစိုက်လှုပ်ဆောင်သွားမယ်လို့ခရီးပ ြုခဲ့ပါတယ်။ဒါ့အပြင်ပထဝီနိုင်ငံရေးပြဿနာတွေအထူးသဖြင့်ယူကရိန်းအရေးမှာရုရှားဘက်ကနေစီးလုံးညင်ညွတ်စွာရည်တည်ပေးခဲ့တဲ့မြောက်ကိုရီးယားကိုကျေးဇူးတင်ကြောင်းလဲရှိုက်ကိုကပြောပါတယ်။ရှိုက်ကိုဟာမလ20ရက်နောက်ပိုင်းမှာပျုံယန်းကနေပြန်လဲမထွက်ခွာမီနှစ်နိုင်ငံအကြားသဘောတူညီချက်အသစ်တွေရရှိခဲ့ခြင်းရှိမရှိကိုနှစ်နိုင်ငံမီဒီယာတွေကဖော်ပြခဲ့ခြင်းမရှိတာဖြစ်ပါတယ်။